မြန်မာနိုင်ငံအနေနဲ့တရုတ်တနိုင်ငံတည်းမူဝါဒအပေါ်ခိုင်မာစွာထောက်ခံယက်တီသွားမယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကနိုဝင်ဘာလ22ရက်မှာပြောကြားလာပါတယ်။ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လာရင်စီးရီးအရာတုံ့ပြန်သွားမယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်သိရဲ့ပြောဆိုလာမှုအပေါ်ကျေးဇူးရှင်အဖြစ်သတ်မှတ်ထားတာကြောင့်တရုတ်ဘက်မှထောက်ခံကြောင်းအာနာသိန်းစစ်ကော်မရှင်ကထုတ်ဖော်ပြောကြားလာတာလည်းဖြစ်ပါတယ်။ ီးခဲ့တဲ့နိုဝင်ဘာလ9ရက်မှာဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဆစ်လွတ်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကမြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့နံပါတ်၁မြန်မာနိုင်ငံအစိုးရဟာတရုတ်တနိုင်ငံတဲမူဝါဒ One China Policy ကို ခိုင်မာစွာ ထောက်ခံရည်တည်ကြောင်း အဲ့ဒီလိုရက်တီချောင်းကိုလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကတရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံရခြင်းတိုင်းမှာထပ်လောင်းအတီးပြုခိုင်မာစွာပြောကြားခဲ့ကြောင်းစစ်ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်ဗော်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒါအပြင်တရုတ်မြန်မာနှစ်နိုင်ငံဟာအိမ်နီးချင်းမိတ်ဆွေကောင်းနေဖြစ်တဲ့ဆိုတဲ့အချက်ကိုအလေးထားတယ်ဆိုတာနဲ့တရုတ်နိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အကျိုးချအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး ဒီအချက်ကိုကာကွယ်တာကိုမြန်မာကအမြဲထောက်ခံတယ်လို့ပြောထားပါသေးတယ်။ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကတရုတ်ကထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ရင်ဂျပန်ရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေစေလွတ်တုံ့ပြန်သွားမယ်လို့ပြောအပြီးမှနှစ်နိုင်ငံ တင်းမာမှုတွေစတင်ခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံကတရုတ်ကိုရောက်နေကြတဲ့သူ့နိုင်ငံသားတွေကိုတရီထားကြဖို့အတိပေးထားသလိုတရုတ်ဘက်ကလည်းသူ့နိုင်ငံသားတွေကို ဂျပန်ကိုလေပတ်တာရီမလုပ်ဖို့တိုက်တွန်းထားပါတယ်။တရုတ်ကမြန်မာစစ်တပ်ကိုဒီနှစ်ကုန်ပိုင်းထဲမှာ ထောက်ခံကူညီမှုတွေပို့ပေးလာပြီးဂျပန်ကတော့စစ်တပ်အာဏာသိမ်းထားတာကြောင့်မြန်မာနိုင်ငံအပေါ်တန်တမန်ဆက်ဆံရေးအရာပါတဆင့်နှိမ်ထားတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ KSSS ကဆေယောစုလူဟာတရုတ်အစိုးရကိုကြောက်လန့်နေရတယ်လို့လူသိရှင်ကြားပြောဆိုထားပြီးလက်ရှိအာဏာသိမ်းမှုနဲ့စစ်ရေး နိုင်ငံရေးထောက်ခံကူညီမှုတို့ကြောင့်ကျေးဇူးရှင်ဖြစ်ပြောဆိုသတ်မှတ်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်ဝမ်ကျွန်းအရေးကိုစီးရီးအရာစွဖတ်မှုလုပ်ဖို့ဂျပန်က ချိန်ကြောက်တယ်ဆိုပြီးတော့တရုတ်ကကုလသမဂ္ဂမှတိုင်ကြားထားပါတယ်။နိုင်ငံတော်ဝန်ကတက္ကသိုလ်တက်ရောက်မဲ့ចောင်းသားចောင်းသူတွေမဲမပေးပါကចောင်းအပ်လက်မခံဘူးလို့ချိန်ချောက်မှုတွေရှိနေတာကြောင့် အတူရောင်ရွေးကောက်ပွဲအတွက်ဆန္ဒမပါဘဲကြိုတင်ပေးပေးခဲ့တဲ့တက္ကသိုလ်ကျောင်းသား3000နီးပါးရှိတယ်လို့သိရပါဗျ။တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေကြိုတင်ဆန္ဒမဲ့ပေးရမှာသတ်မှတ်ကာလအတွင်းမဲ့ပေးသူ28339ဦးရှိတယ်ဆိုပြီးစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။လောင်မဲ့တက္ကသိုလ်ကောလိပ်ကျောင်းဖွင့်ကာလမတိုင်ခင်နိုဝင်ဘာလ18ရက်နေ့ကနေ21ရက်အတွင်း ချုပ်တင်မဲ့ပေးဖို့ရွေးကောက်ပွဲကော်မရှင်က ကာလသတ်မှတ်ခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာအသက်18နှစ်ပြည့်ပြီးကစားဖြစ်တာကြောင့်ပထမဆုံးမဲပေးခွင့်ရကြသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မဲစင်းမှာပါပြီးတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့ရဲ့မဲစင်းပါရှိရာရက်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံတွေမှာမဲပေးဖို့အတွက်စစ်ကောင်စီကဖိအားပေးနေတာဖြစ်ပါတယ်။ဒါအပြင်ချုပ်တင်ဆန္ဒမဲပေးပြီးကြောင်း တတိယကံလက်မှတ်ပါမတာကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့သိရပါဗျ။ရက်ွက်တွေထဲမှာလည်းကြိုတင်မဲပေးကြဖို့ကားနဲ့လိုက်လံသတိပေးကြညာတာမျိုးအောက်ခြေအဆင့်ထိအုပ်ချုပ်ရေးပိုင်းဖြစ်တဲ့စိမ်မှု၊ယာယီမှုတွေကနေတဆင်ပြောဆိုတာတွေပြုလုပ်နေတာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်ကစပြီးအပိုင်း၃ပိုင်းခွဲကပြုလုပ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ရာမန်အချုပ်ထောင်မှာတရုတ်အကျဉ်းသားတွေကအကျဉ်းထောင်လှေကားအောက်မှာရှိတဲ့အခန်းတစ်ခုကိုအပြင်ဘက်မှခေါ်ဆောင်လာတဲ့အမျိုးသမီးတွေနဲ့လိန်ဆက်ဆန်ရန်အသုံးပြုခဲ့တယ်လို့ထိုင်းအစိုးရကအတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်ကဘန်ကောက်အကျဉ်းထောင်ကိုဝင်ရောက်စီးနင်းရာမှာအကျဉ်းသား900ကျော်ရှိတဲ့ဆုံရှိသေးကလေးပိစက်တက်ဆင်ထားတဲ့မြေအောက်လှုပ်ဝက်ခန်းတစ်ခုအတွင်မှာ တရုတ်အကျဉ်းသား၂ယောက်နဲ့အတူတရုတ်အမျိုးသမီးမော်ဒယ်၂ယောက်ကိုတွေ့ရှိခဲ့ကြတာပါဘန်ကောက်မြို့တော်ကအကျဉ်းထောင်ထဲမှာဩဇာရှိတဲ့တရုတ်အကျဉ်းသားတချို့ဟာအမျိုးသမီးတွေကိုခေါ်သွင်းပြီးလိန်ပျော်ပါးတာတွေရှိခဲ့ကြအောင် တရားရေးဝန်ကြီးရူတာပေါင်နာဝရက်ကအကျဉ်းဦးစီးဌာနစီကဖြစ်စဉ်အကျဉ်းချုပ်အစီရင်ခံစာတစ်စောင်ကိုလက်ခံရရှိထားကြောင်းဝန်ခံခဲ့ပါတယ်။ထိုင်းတရားရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရုဒါပေါင်းနော်ဝါရက်ကတရုတ်အကျဉ်းသားအုပ်စုတစုပါဝင်ပတ်သက်နေတဲ့မလျော်ကန်တဲ့အပြုမှုတွေနဲ့ပတ်သက်လို့တိုင်ကြားစာတွေလက်ခံရရှိပြီးနောက်မှာအထူးစစ်စင်ရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီးအကျဉ်းတောင်အတွင်းကို9ရက်ဇက်တိုက်ဝင်ရောက်စီးနှင်းခဲ့ပါတယ်။ထောင်ထဲမှာတော့မိုက်ခရိုဝေ့ဗ်မီးဖိုတွေအလွယ်တကူသဲယူရွှေ့ပြောင်းနိုင်တဲ့ဘိန်းတက်လေးပေးဆက်တွေမီးချစ်တွေ အီလက်ထရောနစ်ပစ္စည်းတွေအပါအဝင်အကျဉ်းသားတွေကိုအသုံးပြုခွင့်ပေးမှတ်ထားတဲ့ပစ္စည်းတွေကိုချမ်းသာကြွယ်ဝတဲ့တရုတ်အကျဉ်းသားတွေရဲ့အကျဉ်းခံမျက်နှာချက်တွေကြားမှာတိမ့်စီရမိခဲ့ပါတယ်။သူတို့ရဲ့အစိုးရဝန်ထမ်းဘဝတလျှောက်မှာထိုကဲ့သို့သောမလျော်မကန်ပြုမှုမှုပုံစံကိုတခါမှမကြုံဘူးကြောင်းပြောကြားခဲ့ပြီး၎င်းပြုမှုဟာတရားမျှတမှုစနစ်ကိုပြတ်ပြားစေသလို ပြည်သူလူထုကလည်းလုံးဝလက်ခံနိုင်စရာမရှိကြောင်းဝန်ကြီးကပြောကြားထားပါတယ်။ဘန်ကောက်ထောင်ဖြစ်စဉ်မှာပါဝင်သူဘသူမဆိုပြစ်ဒဏ်လျှော့ပေါက်ခွင့်မရှိဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကာက ပြောကြားကြောင်းလဲထိုင်းသတင်းတွေက ဆိုပါတယ်။အကျဉ်းတောင်အတွင်းမှာတော့တရုတ်နိုင်ငံသား200လောက်အကျဉ်းကြခံနေရတယ်လို့ထိုင်းတရားရေးဝန်ကြီးကပြောကြားခဲ့ပြီးဒီအရှုပ်တော်ပုံကို စီစဉ်ခဲ့တယ်လို့တန်တရားရှိတဲ့ တရုတ်အကျဉ်းသား၂ယောက်ကိုလည်းတခြားအကျဉ်းတောင်တစ်ခုစီကို ပြောင်းရွှေ့ထားတယ်လို့ဆိုပါတယ်စစ်စေးအဖွဲ့ဟာတခြားအကျဉ်းသားတွေကိုလည်းမေးမြန်းခဲ့တဲ့အခါမှာတော့သူတို့ကတရုတ်အကျဉ်းသားတွေလိုမျိုး အစားအသောက်ကောင်းကောင်းမွန်မွန်ကျွေးမွေးမခံရကြောင်းတိုင်ကြားခဲ့ကြပါတယ်အာနာပိုင်တွေဟာထောင်ရဲ့ဇုံအမှတ်၈အပြင်လက်တလောတရုတ်အကျဉ်းသားတွေအတော်လေးကြီးစိုးထားတဲ့ထောင်တွင်းအလုံယုံတစ်ခုကိုပါဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ် အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့တွေ့ရှိချက်အသေးစိတ်ကိုတော့မကြာခင်မှာမီဒီယာတွေစီထုတ်ပြန်ပေးသွားမယ်လို့ထိုင်းတရားရေးဝန်ကြီးကပြောကြားသွားပါတယ်။အလားတူအလွဲသုံးစားမှုတွေကိုကာကွယ်ဖို့အတွက်တနိုင်ငံလုံးအကျဉ်းထောင်အားလုံးမှာ VIP အကျဉ်းသားတွေလို့ခေါ်ဆိုသူတွေကိုစောင့်ကြည့်ဖို့လည်းအမိန့်ပေးထားပါတယ်။ပြပကိုတင်ပို့တဲ့ပို့ကုံရငွေ အမေရိကန်ဒေါ်လာ53တန်းကျော်ပြန်မသွင်းလို့ဆိုပြီးပဲမျိုးစုံပြောင်းနေနှမ်းကုန်တဲ့စီးပွားရေးလုပ်ငန်းရှင်၈ဦးကိုအရေးယူအမှုဖွင့်ခဲ့ပြီး၄ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်အုပ်စုကနိုဝင်ဘာလ22ရက်နေ့ကထုတ်ပြန်လာပါတယ်ဒီကုမ္ပဏီတွေကဒါရိုက်တာ၈ဦးကိုကျူးလွန်ခဲ့တဲ့ပြစ်မှုအလိုက်အရေးယူမယ်အပြင် ပိုင်ဆိုင်မှုတွေကိုလည်းငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေအရပါအရေးယူမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ထုတ်ပြန်ချက်အရမဟာနတီကုမ္ပဏီက 2022ခုနှစ်ကနေ2024ခုနှစ်အတွင်းတင်ပို့ခဲ့တဲ့မက်ပဲအမေရိကန်ဒေါ်လာ52တန်းအတွက်ပြန်သွင်းရမယ့်ဒေါ်လာတန်း40ကျော်ပေးဖို့ကြံရှိနေတယ်လို့သိရပါဗျ။နောက်ထပ်ကုမ္ပဏီတွေဖြစ်တဲ့ Arkin Shipping and Trading Company ကပို့ကုန်ရငွေဒေါ်လာ2တန်းကျော်တောသားကြီးကုမ္ပဏီကဒေါ်လာ6.3တန်းကျော်ငွေသွင်းဖို့ကြံရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါဗျ။ဒါအပြင် Ocean Lion King ကုမ္ပဏီကတော့ တင်ပို့ခဲ့တဲ့ပဲတန်ဘူဒေါ်လာတသက်သက်မှ6တန်းအတွက်ငွေပြန်သွင်းဖို့ကြံနေဆိုပေမဲ့ပမာဏအတိအကျတော့မဖော်ပြထားပါဘူး။မပဲပဲဒီစိန်ပဲစိန်ကုန်စတဲ့ပဲမျိုးစုံ19မျိုးကို2024-2025ဘဏ္ဍာနှစ်ဇူလိုင်လ19ရက်နေ့အထိပြပနိုင်ငံတွေစီတန်ပေါင်း9သိန်းကျော်တင်ပို့မှုတွေလှုပ်ဆောင်ထားပြီးဒေါ်လာ669တန်းကျော်ရရှိနေတဲ့ဆဲအုစုဟာပို့ကုန်ရငွေပြန်မသွင်းတဲ့ပဲမျိုးစုံကုန်တွေကို အခုလိုအရေးယူမှုတွေလှုံ့ဆော်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2023 2024ဘဏ္ဍာနယ်တွင်းကလည်းပဲမျိုးစုံ19မျိုးကိုအင်းနီချင်းအင်းနီယာတရုတ်ဘင်္ဂလားဒေ့ရှ်အပါအဝင်ကုန်သွယ်ပတ်နိုင်ငံတွေစီတန်ချိန်18သိန်းကျော်တင်ပို့နိုင်ခဲ့ပြီးဒေါ်လာ1.48ဘီလီယံထိတင်ပို့နိုင်ခဲ့ပါတယ်။2022 2023ဘဏ္ဍာနယ်မှာလည်းတန်ချိန်19သိန်းကျော်တင်ပို့နိုင်ခဲ့သလိုဒေါ်လာ1.48ဘီလီယံထိရရှိခဲ့ပါတယ်။ စစ်ကောင်စီကပို့ကုန်တွေကနေနိုင်ငံချောင်းွေအပြည့်အဝရရှိဖို့ဆိုပြီး2023ခုနှစ်မှာပို့ကုန်ရငွေတွေမြန်မာဘဏ်တွေတဲ့မပြတ်မကွက်ထည့်ရမယ့်အမိန့်ကြေညာခဲ့တာဖြစ်ပါတယ်။ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိပါက FEML ပုံမှာ52ကာဂျီအရာတရားစွဲဆိုနိုင်ပြီးပြည်မှုထင်ရှားစီရင်ခြင်းခံရပါကတနစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရရလုံးဖြစ်စေချမှတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းစုံကလာပြည်နယ်ဖက်ရိုင်မြို့မှာရေကြီးနေတာကြောင့်အနီရောက်ဆုံးဖြစ်အစိုးရကကြေညာထားကြောင်းထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်းမှာနိုဝင်ဘာလ22ရက်နေ့ညကလေးကမိုးအဆက်မပြတ်တဲထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုတွေဖြစ်နေကဖက်ရိုင်မြို့နယ်မှာရေဘေးတင့်သူ4,650ကျော်ရှိနေပြီးဂျိုဒုအချက်လက်တွေအရထိုင်းတောင်ပိုင်းပြည်နယ်6ခုမှာဧက9000ကျော်ရေလွှမ်းမှုနေကြောင်းသိရပါဗျ။ ဟတ်ရိုင်မျိုးရဲ့နေရာတရသုံးခုမှာနေထိုင်သူတွေကိုတော့သူတို့ရဲ့ပိုင်ဆိုင်တဲ့အရေးကြီးပစ္စည်းတွေရွှေ့ပြောင်းထားကြဖို့နဲ့ရေးတက်လာရင်အရေးပေါ်ရွှေ့ပြောင်းနိုင်အောင်အစဉ်အသင့်ပြင်ထားဖို့ထိုင်းအာဏာပိုင်တွေကတတိပေးချက်ထုတ်ပြန်ထားပါတယ်။ဟတ်ရိုင်ခရိုင်တဲကစက်ယုံအလုပ်ယုံစောက်လုပ်ရေးရာဘာချန်တဲ့စီယုံချန်တွေမှာမြမရွှေ့ပြောင်းအလုပ်သမားအများစုအလုပ်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။ရေးကြီးရေရှမ်းနေတာကြောင့်ဟတ်ရိုင်မျိုးပေါ်ရက်ွက်တွေကိုလည်း လျှက်စင်ပြီးဖြတ်တောက်ထားတယ်လို့ဒေသခံတွေကပြောပါရယ်။ထိုင်းအာဏာပိုင်တွေကတော့ရေကြီးရေရှမ်းမှုကိုကာကွယ်ဖို့အတွက်ခရိုင်၆ခုထဲကရေကြီးနိုင်ပြီးအန္တရာယ်များတဲ့ဒေသတွေအတွက်အနီရောင်စစ်သတိပေးချက်တိုးမြှင့်ထားတယ်လို့သိရပါရယ်။ဟဲ့ရင်ခရိုင်ခွဲရှိရာစုံကလာခရိုင်၊နခွန်စီတမာရတ်၊ဖက်ထရွန်၊စတွန်ခရိုင်တွေမှာရေကြီးမြေပြိုသတိပေးချက်တွေထုတ်ပြန်ထားပါရယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာရေဘေးခြေနေပုံမှုဆိုးဝါးလာနေပြီး အကောင်းတဲ့မုတ်တုံလေးတန်းကြောင့်မိုးသည်ထန်စွာဆက်လက်ရွာသွန်းနိုင်တယ်လို့လည်းသတိပေးထားပါရယ်အလားတူဗီယက်နမ်နိုင်ငံအလဲပိုင်းမှာလည်းလွန်လွန်ကဲကဲမိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့်သေဆုံးသူဦးရေရာခနန်းထိကပ်လာခဲ့ပြီးဖြစ်ပါရယ်အိမ်စီ1154လုံးကျော်ပျက်စီးခဲ့ပြီးနေအိမ်38600ခန့်ရေလွှမ်းမှုခံခဲ့ရတယ်လို့ထုတ်ပြန်ထားပါရယ်ဗီယက်နမ်မှာအော်တိုဘာလလေကစလို့မိုးသည်ထန်စွာရွာသွန်းမှုတွေကြုံနေခဲ့ရတာပါလာမယ့်နိုဝင်ဘာလ25ရက်နေ့ကစလို့ မိုးတဲထန်စွာရွာသွန်းမှုတဖြည်းဖြည်းရော့ကျသွားမယ်လို့လည်း VNN ဆိုရမိုးလေဝသဌာနကမျှော်မှန်းထားပါတယ်။